ပြစ်နေတဲ့ဘောသူတို့အခုတက်ကတော့စစ်ကြောင်းတွေပြန်ပြီးဝင်လာတဲ့အတွက်တော်တော်လေးတော့ရာယူပေါ့သို့တော့ခုနသူတို့ရဲ့ဂျီမန်ချက်ကတော့နေပြည်တော်အထီးကျန်သွားအောင်လုပ်ချင်တယ် lonely ဖြစ်အောင်လုပ်ချင်တယ်အဲ့တော့အဲ့ဒါကြောင့်ပတ်ပတ်လေးဝိုင်းဖို့ကြိုးစားတယ်နေပြည်တော်ရဲ့နေပြည်တော်နဲ့အဆက်အသွယ်တွေအားလုံးပြတ်သွားအောင်ကြိုးစားလုပ်မယ်မင်္ဂလာပါကျွန်တော်တို့ခုတစ်ခေါက်မှာတော့ကျွန်ုပ်ရဲ့တင်းသုံးချက်လေးချိုးနားထောင်ကြည့်အောင်ခင်ဗျာအဲ့ရစေးကိစ္စကိုဒီထိုင်းနိုင်ငံတိုင်းဝန်ကြီးဒီလိုပြောတာကိုတမမြတာတယ်မှန်ကန်မြတာတယ်စကားလို့ကျွန်တော်တော့မြင်တယ်နောက်တစ်ချက်ကမလေးရှားဝန်ကြီးချုပ်ကကြတော့သူက မရောက်ညုတ်ကကြတော့တော့နှစ်ဖက်အတိုင်းဝန်တွေတိတိဆက်ဆက်မှုလိုတယ်ပေါ့ဗျာအထူးသဖြင့် NASA ကနဲ့ NUG နဲ့စကားပြောဖို့လိုပြီတဲ့ရဲ့စကားပြောဖို့လိုပြီသူ့အနေနဲ့ကတော့ NASA ကနဲ့လည်းစကားပြောပြီ NUG ကလည်းလည်းစကားပြောပြီဒါပေမဲ့သူတို့နှစ်စကားပြောဖို့လိုအပ်တယ်ဆိုတာမျိုးကိုမလေးရှားဝန်ကြီးချုပ်ကတော့ဒါသူလည်းမနေရမီဒီယာကြီးမှာထုတ်ပြောတယ်မီဒီယာကြီးမှာနိုင်ငံသားမီဒီယာကြီးမှာထုတ်ပြောတယ်ထုတ်ပြောတဲ့ခါကျတော့ပြောတယ်ဆိုတော့အဲ့တော့မြန်မာနိုင်ငံရဲ့ကံကြမ္မာကိုမြန်မာပြည်သူလူ့ဘာပဲဆုံးဖြတ်မှာမြန်မာနိုင်ငံနိုင်ငံကိုဆိုတော့ကျွန်တော်ကရရည်ရည်နေမြန်မာပြည်သူကဆုံးဖြတ်မှာဆိုမင်းတို့ဘာလို့ဝင်ပါတယ်လို့လို့တခါမှမေးကြတော့မင်းတို့နိုင်ငံကဘာလို့ဝင်ရှုပ်နေတာလို့မေးကြည့်ပြီးပေါ့ ါတော့ဆိုတော့ NUG နဲ့ထိတွေ့ဆက်ဆံမှု NASA ကဆိုတာထိတဲ့စကားပြောကြောက်ဆိုတာမျိုးသူကတောင်းအပ်ပေးတယ်ပေါ့ဗျာဆိုတော့မူအားဖြစ်တော့မှန်ပါတယ်ကောင်းပါတယ်ဘာလို့ဆိုတော့ပြဿနာဖြစ်နေတဲ့အဖွဲ့တွေထိတဲ့စကားမပြောဘဲနဲ့အဲ့ပြဿနာဘလို့အဖြေရှင်းလို့မရဘူးဆိုတော့ထိတဲ့စကားပြောလို့မရရင်ဂျာဂန်ဖော်စီနဲ့ပြောရမယ်ဂျာဂန်ဖော်စီနဲ့ပြောလို့အဆင်ပြေဆုံးမှတိုက်ရိုက်စကားပေါ်တာလောက်ရမယ်ဒီလိုတော့လုံကိုလောက်အောင်ပေါ့နော်လောက်အောင်ဆိုတော့ NASA ကနဲ့ NUG ဂျာမာဆွေးနွေးမှုတွေလုပ်ခဲ့ဘူးသလားလို့မေးရင်ကျွန်တော်မှန်းလမ်းပြောရမယ်ဂျာဂန်ဖော်စီနဲ့ဆွေးနွေးရည်လုပ်ခဲ့ဘူး နာဆာကနဲ့အန်ယူဂျီချားမှာဂျားနဲ့အဖွဲ့အစည်းတွေတုံးပြီးတော့စနီးနာတာကျိုတင်ဆွေးနွေးတာတို့မှုစနီးနာတာမျိုးတွေလောက်ခဲ့ဘူးတယ်လောက်ခဲ့ဘူးတာပါတစ်ချိန်နဲ့မကောက်လောက်ခဲ့ဘူးတယ်ဒါပေမဲ့တစ်ဖက်နဲ့တစ်ဖက်ချားမှာဟိုနှစ်ဖက်စလုံးရဲ့သူတို့သူတို့ AUG ဘက်မှာရိုင်းနဲ့ရမ်းနဲ့အုပ်စုတွေရှိနေတယ်ရမ်းကားနဲ့ရိုင်းဆိုင်တဲ့အုပ်စုတွေတက်ရှိနေတယ်လုံးဝဆွေးဆွေးနွေးလမ်းကြောင်းပေါ်မတက်ဘူးချမယ်ဆိုတဲ့အုပ်စုကတက်တက်ရှိနေတယ်အဲ့လိုရှိတယ်အဲ့ဒီအုပ်စုကအားကောင်းတဲ့အခါဆွေးနွေးရေးအုပ်စုကမတိမတာတွေလုပ်နေတဲ့သဘောရှိတယ်ဒါကြောင့်မလို့သူတို့တွေးဆဆွေးနွေးခဲ့ ဖို့အတွက်ကိုလမ်းကြောင်းတွေရှိခဲ့ဘူးလားဆိုတော့နတ်ဆက်ကတဲ့အင်ယူချမှာအာလူမသိသူမသိဂျားကန်ဖွဲ့သေးတယ်ဆွေးနွေးကြတာရှိရတယ်ကျွန်တော်ကအဲ့လိုပဲပြောပြစီနော်အဲ့တော့ငါကတော့ရှိခဲ့တယ်လို့ပဲမှတ်ပါကျွန်တော်တော့ပြောလို့ပါနော်အဲ့တော့အဲမလေးရှားဝန်ကြီးချုပ်ကတော့ဒါပြည့်ဆွေးနွေးဟိုတွေ့ဆုံဆွေးနွေးကိုပြောရမယ်အဲ့မှာနေဖုံးလကတော့မပြောလဲဆိုတော့သူတို့တောင်းဆိုရတဲ့အချက်၆ချက်ကိုမလိုက်နိုင်ရင်ဆွေးနွေးကြအကြောင်းမရှိဘူးဆိုတော့နေဖုံးလကပြောတယ်ဆိုတော့တောင်းဆိုခြင်းအချက်၆ချက်ကဘာတွေလဲလို့ခင်ဗျားတို့ကသိချင်လာမယ် ကျွန်တော်နားလည်အောင်လွယ်အောင်ပြောရရင်တော့၆ချက်လို့ကျွန်တော်ပေါင်းပြောရရင်တော့စစ်တပ်ကရတအုပ်ချုပ်အောင်မှရှိရမယ်နိုင်ငံရေးထွက်ရမယ်ပြီးရင်စစ်တပ်ကလုပ်တဲ့ပြစ်မှုတွေပြစ်ဒဏ်တွေကိုအကုန်လုံးတို့အဲ့ပြစ်ဒဏ်တွေခံယူရမယ်နော်ပြစ်ဒဏ်တွေခံယူပြရမယ်စသဖြင့်ပေါ့အဲ့ဒါမျိုးတွေပြီးတော့ဥမေအောင်လိုင်ရောပါအောင်ညာအကုန်ရေးယူမယ်ဒါမျိုးတွေစသဖြင့်စစ်တပ်ကိုစစ်တပ်ကိုသူကနိုင်ငံရေးထွက်ဖို့ပြောမယ်ပြီးရင်စစ်တပ်ကလည်းနိုင်ငံရေးထွက်ပြောမယ်စစ်တပ်ကအုပ်ချုပ်မှုရန်တရာအောင်မှရှိရမယ်ဖမ်းဆီးထားတဲ့နိုင်ငံရေးကောင်းဆောင်တွေလွတ်ပေးရမယ်စသဖြင့်ပေါ့နော်အဲ့ဒါမျိုးတွေအကုန်ပါတယ်နောက်တစ်ခါစစ်တပ်ကပြစ်မှုကျူးလွန်ထားတဲ့ပြစ်ဒဏ်တွေကိုစစ်တပ်က ဝင်ချတောင်းမပြီးတော့အရေးယူခံရမယ်အစသဖြင့်ပေါ့ဗျာအဲ့လိုမျိုးတွေပါတယ်ဆိုတော့ခမားတို့အနေနဲ့စဉ်းစားကြည့်ပါခမားတို့အနေနဲ့စဉ်းစားကြည့်ပါ NUG ကစစ်တပ်ကိုအဲ့လိုစကားပြောတော့ NUG ကလူတွေရောပဋိစိတ်နေကြတဲ့လူတွေလားကျူစင်တန်ရှင်းနေကြတဲ့လူတွေလားတို့လည်းတပ်ဖြတ်ထားတာလူပေါင်းမနေဘူးတို့တတ်ခဲ့တာလူပေါင်းလည်း9800မကောက်ဘူးရှိသွားပြီတို့ရဲ့တပ်ဖြတ်မှုဆိုတေဝန်တဲ့လူမနေဘူးဆိုတော့ဒါဒီကုန်လုံးကိုတို့တော်ဝင်မခံဘူးတို့လည်းတော်ဝင်ခံမှာအဲ့တော့ကျွန်တော်ကပြောလို့ပြောရင်တော့နှစ်ဖက်ဆွေးနွေးကြတဲ့အခါမှာ အပေါ်စီးအตาစီးယူပြီးစကားပြောဖို့စူးစမ်းနေတဲ့လူနှင်းသားတွေနဲ့ဆွေးနွေးတာဘယ်ဆွေးနွေးဖို့မကောင်းဘူးအဲ့တော့အေးငါတို့ဖြစ်တဲ့ခင်းချင်းတွေကိုမေးလိုက်တော့မှာကွာဖြစ်တဲ့အားတွေပြီးလိုက်မေးလိုက်မယ်ငါတို့နောက်လာမယ့်အနာဂတ်မှာငါတို့ဘလို့တိဆောက်ကြရင်ကောင်းမလဲဆိုတော့ဆွေးကြမယ်ဆိုတာပူကောင်းတယ်အခုကဘာလဲဆိုတော့မင်းကလူမိုက်လူရဲကမင်းနဲ့ဆွေးနွေးဖို့အတွက်မင်းကလူမိုက်လူရဲကစားကိုမင်းရင်တော့မယ်ဆိုတော့မျိုးရှောက်တော့နေတော့ဘယ်ရမလဲဗျာဆိုတော့နတ်ဆာကဘက်ကဆွေးနွေးဖို့အတွက်နတ်ဆာကရှင်းရှင်းလေးပဲတော်ပြောရှင်းရှင်းလေးအချမ်းဖက်မှုတွေကိုရအချမ်းဖက်တဲ့ဖက်မှုတွေရပေးရမယ် တော့ကျန်တဲ့ UNG ရဲ့ UNG ရဲ့လက်ရှိအချက်မဲ့တပတ်မှုတွေ UNG အောက်ကဟိုဝါတွေလက်ရှိတပတ်ကိုရက်ပေးရမယ်ရက်ပေးရမယ်အဲ့လိုရက်တဲ့ခါမှလည်းရက်ချောင်းကိုတရားဝင်နိုင်ကြတော့ကျင်ညာပေးရမယ်ကျင်ညာပေးရမယ်ပြီးရင်တော့ဆွေးနွေးမယ်ရတယ်ဆွေးနွေးမယ်ဆက်ရှင်းရှင်းလေးတို့အဲ့အချက်မဲ့တပတ်မှုတွေကိုဒါ UNG ကအဲ sorry စစ်တပ်ကဒီအချက်မဲ့တပတ်မှုတွေရက်ဖို့ရယ်ပြက်ကတ်တက်ကတ်ဒီအချက်မဲ့တပတ်မှုတွေရက်ဖို့ရယ်ရက်ချောင်းကိုတော့နိုင်ကြတော့ကျင်ညာပေးရမယ်ဒါပဲရှင်းပြီးခဲ့တယ်မင်းတို့မှားတယ်မှားတယ်ငါတို့ဘာမှမပြောသေးဘူးမင်းတို့မှားတယ်မှားတယ်ငါတို့ခေါင်းတော့မရှိဘူးကြားတယ်ရှင်းလို့ရဒါတွေကပြီးသွားတာပြီးပြီဒါပေမဲ့ ်လက်ရှိဖြစ်နေရရင်ပြည်သူလူထုကိုစာနာထားပြီးတော့ရက်ပြရမယ်ဆိုတာမျိုးပဲပြောတာဒါပဲဟိုကောင်တွေဘက်ကကြတော့မဟုတ်ဘူးစစ်တပ်ကမင်းတို့ငါတို့အုပ်ချုပ်အုပ်ကိုဝင်ရမယ်အစစ်တပ်ကအရေးယူခံရမယ်လို့အစပြုပြီးပေါ့ဘုံသူကြီးမြောင်းလိုက်ပိုးလထောင်းနဲ့ထရော့မယ်တိုင်းမျိုးသူပြောကြတယ်နော်ပြီးတော့နိုင်ငံရေးကောင်းဆောင်လုပ်ပြီးပါဆိုတော့ဒါတော့မှတ်ဒါတော့ပါဖို့ပါမယ်မလို့ဆိုဒီလိုမျိုးတွေပြောတော့ခင်ဗျားတို့နှစ်ဖက်တောင်းဆိုတောင်းဆိုချက်တွေနှစ်ဖက်ကထွက်ထားတဲ့အတန်တွေလွတ်တဲ့ထုတ်လွှင့်နေတဲ့အတန်တွေကဘသူကတတိမှန်ပြီးတော့ဘသူကတတိယုတ်ပြီးလဲဆိုတာပေါ်တာပဲဗျပြည်သူလူထုမျက်နှာကိုဘသူကကြည့်လဲဘသူကမကြည့်ဘူးလဲပေါ်တာပဲကျွန်တော်ဒါကြောင့်မလို့ကျွန်တော်တော့ဒီပြည်သူလူထုမျက်နှာမကြည့်ပဲတတိယုတ်တဲ့ ဖွဲ့စည်းပေါ့အဲ့ NUG ဘက်ကလူလူဘက်မှာကျွန်တော်သွားရက်ဆရာအကြောင်းမရှိဘူးကျွန်တော်မှန်တော့ဗျ Champions League နဲ့လုံးဝမထောက်ခံနိုင်ဘူးဒါကျွန်တော်အမြင်ပဲကျွန်တော်မထောက်ခံနိုင်ဘူးအဲ့ဒါဒီကောင်လေးလုံးဝပြည်သူတို့ဘက်မှာစီရင်ရှိရမဟုတ်ဘူးမရှိတဲ့ခါကျတော့သူတို့စီရင်ကင်းမယ်ဆိုတာဖြစ်မယ်ဒီငင်းချိုင်းဆွနေဖို့အပြည့်ရဖို့ဒီကောင်လေးစဉ်းစားမဟုတ်ဘူးဒါဒါဒါမလေးရှားဝေးချုပ်ကဘယ်လိုပြောသူရမဟုတ်ဘူးနေဖို့လာတာပဲ PDM မှာသူတို့ပြန်ပြောနေပြီပဲဟာဒီ၆ချက်ကိုလိုက်နာမှာတော့ဘာလို့ညာလို့ဆိုတော့မသိသူတို့ပဲနိုင်နေတဲ့အတိုင်းပဲမသိသူတို့ပဲ legitimacy legitimacy ရတယ်လို့ပဲနော် သူတို့ရဲ့ legitimacy နိုင်ငံတကာမှာ legitimacy ရထားတယ်လို့ပဲမသိမသိမသူတို့တကမ္ဘာလုံးမှာအတိမတ်ပြုထားတယ်လို့ပဲမသိသူတို့သူတို့ပေးမှာပဲဒီကတိုင်းပြည်ရဲ့ဒီအေဂျင့်တော့မဲ့တိုင်းပဲဆိုတော့တစ်ခါကြရင်ဒီစစ်တပ်ကတနေတော်သီးခံပြီးတော့ချိန်ဆွဲပြီးတော့စောင့်အောင်ပြီးတော့ခေါ်ပေးနေလို့လက်တွဲခေါ်ပေးဖို့ကြိုးစားနေမဟုတ်ရင်ခင်ဗျတကယ်ပြင်းဦးတန်းရွှေခေတ်ကလို့သာပြင်းထလိုက်ရင်ကိုပြကြတော့မှာကိုကုန်းမှာအကုန်ကုန်းမှာ ဒါကြောင့်ဒါကြောင့်တစ်ဖက်ကသဘောဖြစ်နေတဲ့အချိန်မှာတစ်ဖက်ကအဲ့လောက်ကြီးမာတာမသိဘူးလို့ကျွန်တော်တို့တိုင်တွန်းကြည့်မယ်။ဒါဒါမလေးရှားဝင်းကျုပ်ကပြောစကားနဲ့ဆက်ပြီးတော့ပြောတာပါ။အဲ့တော့ကျွန်တော်ဒီနေ့အပေးလေးရတော့အခုစစ်ပွဲတွေကစစ်ပွဲတွေကတိုက်ပွဲတွေကကိုအိနာရောက်လာတဲ့ခါတကားခောက်တဲ့ခါအဲ့တော့မှတိုက်ပွဲတွေရဲ့စူးကျိုးကိုတိုင်းနားလည်ကြတယ်။အခုတောင်ကူတောင်ကူနားမှာအမြန်လမ်းပေါ့နော်အမြန်လမ်းရှိတယ်။အမြန်လမ်းရဲ့တောင်ကူတောင်ကူကနေဒီဘက်ကိုထွက်တောင်ဘက်ဒီဘက်ထွက်ရင်အမြန်လမ်းအမြန်လမ်းဒီဘက်ကိုဆက်သွားရင်ဘာခေါ်လဲနာမည်ဇပယ်ကျွဲလို့ပေါ့အဲ့ရွာလေးအခုအမြန်လမ်းလည်းဆို9.6မိနစ်လောက်ပဲဝေးတယ်ကားနဲ့တော့9.6မိနစ်ဝေးတယ် တော့ခဏလေးကားနေဆိုအဲ့ဒီနေရာဒီမှာလည်းအခုစစ်တပ်ကစစ်ကြောင်းထိုးရတယ်လှုပ်လိုက် PDF တွေအဲ့မှာစုဝေးတယ်လှုပ်လိုက်ပြီးတော့ပြောချင်တာကတော့သူကနေပြည်တော်နဲ့ရန်ကုန်ကြားတောင်ကုန်နဲ့နေပြည်တော်ကြားကိုဖြတ်တောက်မှုပိုင်းမှုစူးစမ်းနေတာပေါ့နော်ပိုင်းမှုဒီ PDF တွေစူးစမ်းနေတယ်ဥပမာဘကိုးရုံးဘက်ကနေဆင်းလာတယ်သူကကရင်ဘက်ကနေပြီးတော့ဆင်းလာတယ်အဲပေါင်းပြီးတော့အလဲကောင်အမြန်တော့သူဖြတ်ပိတ်ဖို့စူးစမ်းမယ်ပြီးရင်နေပြည်တော်ကိုနေနေပြည်တော်ကိုထိထိကြံကြံကိုစူးစမ်းခြင်းသဘောရှိတယ်မထိုးကြီးတို့ကတော့လည်းအဲ့ဒီတိုင်းပဲမန္တလေးနဲ့နေပြည်တော်ကြားကိုသူက ချက်တော့ပြည့်စုံတဲ့သဘောဆိုတော့အခုတက်ကတော့စစ်ကြောင်းတွေပြန်ပြီးဝင်လာတဲ့အတွက်တော်တော်လေးတော့ယာယီပေါ့သို့တော့ခုနသူတို့ရဲ့ရီမန်ချက်ကတော့နေပြည်တော်ကိုအထီးကျန်သွားအောင်လုပ်ချင်တယ် lonely ဖြစ်အောင်လုပ်ချင်တယ်အဲ့တော့အဲ့ဒါကြောင့်ပတ်ပတ်လေးဝိုင်းကိုကြိုးစားတယ်နေပြည်တော်ရဲ့နေပြည်တော်နဲ့အဆက်အသွယ်တွေအားလုံးပြတ်သွားအောင်ကြိုးစားချင်တဲ့သဘောနဲ့အဲကောင်းရဲ့စစ်ရေးပေါ်ဆောင်တယ်အဲ့တော့တက်ကစစ်စင်ရေးပြန်ပြီးတော့ဆင်းတဲ့ခါလေးကြောင်အခုကျတော့ပြည်သူတွေကအကုန်လုံးလေးရင်နဲ့လေးရင်နဲ့သချင်းဖွင့်ပြပါတယ်လို့ဘာလို့လျှောက်ဖြစ်ကုန်အောင်ဘူးတော့နော်လေးရင်နဲ့သချင်းဖွင့်ပြပါတယ်လို့နော်ဟိုအခုကျမှဘာလို့ပါလဲဒီကလို့ပါလျှောက်အောင်ပေါ့ဟောတယ်ဆိုတော့ပြောရရင်တော့ ဟိုစစ်တပ်ကတော့အချမ်းဖက်သမားတွေရှိတဲ့နေရာကိုစစ်ကြောင်းထိုးရတဲ့အခါကျရင်တော့လင်းရင်လည်းတော့ရင်တော့ရမှာပဲလင်းရင်လည်းတရှင်းဖွင့်ပြရင်လည်းဖွင့်ပြရမှာပဲလင်းရင်မောင်းပြီးလည်းတရှင်းဖွင့်ပြရင်လည်းဖွင့်ပြရမှာပဲဒီနဲ့ကြီးလည်းပြစ်ဆက်ရှိတယ်သူပြရတယ်အဲဘာလို့အချမ်းဖက်သမားကနေနေရတာဆိုတော့စစ်ကြောင်းရင်လည်းထိုးရင်ထိုးအောင်စစ်ကြောင်းထိုးတဲ့အခါသားမှာမဆိုင်တဲ့လူညက်ဒါလည်းရှိနေတာလည်းရှိနေတာဆိုတော့ဒါမျိုးတွေကတော့ဖြစ်နေတယ်စစ်စစ်မဲ့စစ်ပွဲတွေကြားမှာတော့ဒီလိုဆိုးကျိုးတွေခံစားရတယ်အဲဒါကြောင့်ကျွန်တော်တို့ကကိုယ်အိမ်ရှိကိုယ်အိမ်ရက်ွက်ရွာထီကိုစစ်ပွဲတွေမခေါ်မိကြဘူးနောက်တနက်ကင်ထားတဲ့ တက်မတော်မဟုတ်တော့နိုင်ငံတော်မဟုတ်တော့နိုင်ငံတော်ဆိုရမဟုတ်တော့တက်မတော်မဟုတ်တော့ရဲတပ်မဟုတ်တော့တနက်ကင်ထားတဲ့သူတွေကိုကိုယ်အိမ်နာတိခေါ်မလာရအကောင်းဆုံးပါကိုယ်ရောင်ခေါ်လာရအကောင်းဆုံးပါကိုယ်ရောင်တိရောက်လာပြီးရင်တော့တေးကြတယ်အဲ့အဲ့ဒီလက်နက်တွေရောက်လာရင်အဲ့ဒီလက်နက်တွေလူရောက်လာရင်တေးကြတယ်ခင်ဗျားတို့ယွာတော့စိတ်မချရယွာကြတာဖြစ်သွားပြီဒါကြောင့်ဒါတွေကကျွန်တော်တို့သတိကြီးထားကြဖို့ပဲဒေသအသီးသီးမှာရှိတဲ့လူတွေကိုတိုက်တော့ပါတယ်စစ်ပွဲတွေကိုတက်နိုင်သမျှရှောင်ရပါရှောင်နိုင်အောင်ကြိုးစားကြပါလို့ပဲကျွန်တော်တိုက်တော့ကြပါတယ်မဟုတ်ရင်စိုးကြိုးတွေခံစားရတတ်ပါတယ်နေနာမှုတွေဆုံးရှုံးမှုတွေ ထိခိုက်မှုဖြစ်တတ်ပါတယ်ဒါလေးကိုကျွန်တော်ပြောရင်းနဲ့အဲဒီညတော့နဲ့ဒီညတော့နဲ့နားပါတယ်အမ်ခုနငလေးရံပုံငွေကိတဖြိုဖြိုပွဲက24ရက်ဒီနေ့ညနေပါဒီနေ့ပါကျွန်တော်မနေ့ကလိုပြောလိုက်ပြီးတဲ့အတွက်အားနာပါတယ်ဆေးလေးမကောင်းပါဘူးအဲ့တော့ဒါပြောဒီနေ့ညတော့ကြည့်ကြရတဲ့လူတွေငလေးရံပုံငွေဝိုင်းပြီးလှူပြီးတက်ပြီးကြရတဲ့လူတွေလည်းဒါပြောခုံယူပါတယ်ဒါမျိုးတွေကမြန်မြန်လုပ်ရမယ်လို့ကျွန်တော်နားလည်ပါတယ်အဲ့တော့အားလုံးပဲကိုရင်းသားသိရှိပါခုလိုတရင်တွေကိုပြောပြပြီးတော့တယ်ကျော်နုကိုလည်းကျေးဇူးတင်ပါတယ်